စေဘာဆာလူသားငွေစုစုအရှုံးသမားနဲ့ကိုယ့်ရဲ့ငွေကိုစုယုံတတ်တတ်လောက်ဖို့ထက်ကိုယ့်ရဲ့ငွေကိုသူ့ဘဝအောင်ခိုင်တော့ဖို့ကြည့်ပါအမမေလာဒီလိုမှတော့ကျွန်တော်ကကျွန်တော်ရဲ့ဒီ master your money စာအုပ်ထဲကစာမောင်းလေးတစ်ပုဒ်အကြောင်းဝေမျှပေးသွားခြင်းပါအဲကိုယ့်လက်ထက်မှာငွေတွေများရှိတာပြောစရာလားပေါ့ကျွန်တော်ရုပ်ပြကြည့်လို့ရှိရင်ကိုယ့်လက်ထက်မှာငွေတွေအများကြီးရှိတယ်ဒါပြောစရာကောင်းတယ်ကျင်းတ်စရာကောင်းတယ်ဟောကျွန်တော်တူးချင်းရပဲကြည့်ကြည့် အာစီးပွားရေးလုပ်ငန်းတစ်ခုအရာပဲကြည့်ကြည့်တာပုံမှန် cash flow အခြေအနေကောင်းနေတော့ဆိုတော့တူရင်ရဆိုလို့ရှိရင်ဟိုမှာတချို့ဆိုလို့ရှိရင်ကိုယ့်လက်ထက်မှာငွေအများကြီးထားရတာဟိုမှာကိုယ့်ရဲ့ဒီ answer ထဲမှာပဲဖြစ်ဖြစ်စုဘူးထဲမှာပဲဖြစ်ဖြစ်အကျွန်တော်တို့မိခင်တက်တာထဲမှာပဲဖြစ်ဖြစ်ငွေအများကြီးထားရတာသဘောကျတာရှိတယ်တချို့ဆိုရင်အဲ bank account ထဲမှာကျွန်တော်ထည့်ထားတာလည်းသဘောကျတာရှိတယ်ဟုတ်လုံအောင်ရဆိုလို့ရှိရင်လည်းဟိုကွေ balance sheet ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ current assets တွေက current liabilities တွေညားနေရဆိုလို့ရှိရင် ။ဒါအများစုကကျေနပ်ကြတော့သူကအကျွေးပေးစရာနည်းနေတဲ့ပုံဖြစ်တယ်။ဆိုတော့ကျွန်တော် furniture management ရာပြည်ပြုစရာအချက်တစ်ချက်ရှိတယ်။ဘာလို့ဆိုတော့ server ဆာလေးလို့ငွေစုစုအရှုံးသမားပေါ့။ဒါဘာပြလဲဆိုတော့ကိုယ့်ရဲ့ငွေကိုကျွန်တော်တို့ကဒီစုထားတယ်ဆိုရင်နင်းထိုင်ရှုံးနေနိုင်ပြီးတော့ဒါကိုကျွန်တော်တို့ကတန်ဖိုးတစ်ခုတောင်းဒီတခြား investment တစ်ခုခုလုပ်ဖို့လိုတယ်ဆိုတဲ့သဘောပြတယ်။အဲ့ကျွန်တော်ကဘာမှစုထားရလဲဆိုတော့အလုံးလုံးကျွန်တော်900ခန်းတော့ရတယ်ဆိုတော့အဲ့တစ်ဖက်ကကျွန်တော်ငွေကြေးဖောက်မှမူက ဒီလက်ရှိကျွန်တော်မြန်မာပြည်ရဲ့အခြေအနေရာဆိုရင်ဒါသူတို့ဒီ international furniture organization တွေကကြောချက်ရ15ရာခိုင်နှုန်းမှောက်ရှိတယ်။ဥပမာ15ရာခိုင်နှုန်းနဲ့ခုနကဘန်ဒိုနိုနဲ့ပြင်ကျင်းကျွန်တော်နေရင်ထိုင်ရင်ဒါ6ရာခိုင်နှုန်းလောက်ကျွန်တော်ရှုံးနေသေးတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ငွေကိုဒီလက်ထဲမှာထားတာတို့နောက်ဒီပန်းမှာစုစုံတက်တက်ပဲထားတာတို့နဲ့ဆိုင်တိုးပေါင်းကျွန်တော်တို့ခိုင်းတတ်ဖို့လိုပါတယ်။ဆိုတော့တူးချင်းရပဲကြည်ကြည်ဘက်စတန်ရပဲကြည်ကြည်ကိုယ့်ရဲ့ဒီပုံမှန်သုံးစိပုံမှန်လက်ပတ်ငွေ နောက်ရေးဖို့တော့ငွေပေါ့ဒါတွေလွဲလို့ကျွန်တော်တို့ကြံတဲ့ငွေပူရှံငွေပေါ့လေကျွန်တော်တို့ဒီတိုးပွားနေအောင် investment တစ်ခုလုပ်ထားဖို့လို့ပေါ့ investment လုပ်ဖို့ဆိုရင်တော့ကျွန်တော်အများအားပြောနေကြတိုင်းပဲ financial IQ လို့တယ်နောက်ကိုလုပ်မယ်ကို invest လုပ်မယ် market access ကိုကျွန်တော်တို့တခင်နားလဲဖို့လို့အားလုံးကျေးဇူးတင်ပါတယ်